အားလုံးပဲမြင်တော့ပါခင်ဗျာအဲ့တော့ဒီဘီပေးချင်ကြိုဆိုပါရယ်ဒီနေ့အိမ်မှာဘာချက်စားမလဲဆိုလို့ရှိရင်ကိုတစ်ခါတည်းကြိုဆိုလေးကိုအဆက်ချက်ပါမယ်ဝတ်သားကိုပုံမှန်ချက်နေကြတဲ့မဟုတ်ပဲအနှစ်များများလေးနဲ့ချက်ပြမှာဖြစ်ပါတယ်နော်ကိုတစ်ခါတည်းအဆက်ကြော်ဖို့ဆိုလို့ရှိရင်ဒါလေးကတော့တက်တုံအဖြူရယ်အညီရယ်ပြီးလို့ရှိရင်မြုပ်ကြီးစိမ်းလေးကိုထောင်းထားတာပေါ့နော်ဒါလေးကိုအရင်ဆုံးစီတတ်ပါမယ်နော်ဒီစိမ်းလေးကိုစနင်းမုံလေးနည်းနည်းသေးပါမယ် ကစုံကြောက်ကြီးနည်းနည်းထည့်ပါမယ်เนาะဒီကတော့ရှင်ဒီမှာအာဒီခါလေးတိခါတယ်ဒီခေါ်တခါတိတိကိုထည့်ပြီးတော့ချက်ပါမယ်အရာတလီနဲ့နှံ့သွားအောင်ကျွန်တော်အရင်ဆုံးတော့မှာเนาะကျွန်တော်တို့ရေးထည့်ပါမယ်เนาะဒီရေးထည့်ပြီးတော့စူအောင်ခါလေးစောင်းပါမယ် 2B0 ခါကျတော့အရာတာအတွက်ပါထည့်လို့ရှိရင်အာနံပြာရေးထည့်ပါမယ်เนาะ တကယ်တော့မုံလေးလေးဆွဲပါမယ်။ကြက်ရင်တော့ထဲပဲရပါရဲ့နော်။ Okay ။ဒါလေးကိုဆက်ပြီးတော့မှချက်ပါမယ်။ Okay ဒါလေးကျွန်တော်တို့ကော်တကာသီးလေးနူးရဲ့ခီးဆက်ပြီးတော့မှချက်ပါမယ်နော်။ဒီမှာကော်တကားသီးလေးတွေနိုးပြီးဒီအနှစ်ကလေးတွေကျသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အာကော်တကားသီးအဆက်ချက်လေးကရပါတယ်နော်။ဘာရင်ချက်ဖို့ဆိုလို့ရှိရင်စစောက်ကိုဘာလုံးလဲဆိုလို့ရှိရင်ဒီဝတာဟင်းလေးကိုအာထောင်းထားတဲ့အာဂျင်းတကြုံဖြူရည်ညှစ်ပြီးတော့ထည့်မယ်နော်။ပြီးလို့ရှိရင်ဘာထည့်မယ်ဆိုလို့ရှိရင်စားလေးနည်းနည်းထည့်ပါမယ်။ ငံပြရေးထဲပါเนาะနောက်ပြီးလို့ရှိရင်ကျွန်တော်တို့အာဒီအချုပ်ပုံးလေးနဲ့ထဲပါမယ်အချုပ်ပုံးတက်လို့ရှိရင်တော့တသားပုံးလေးနဲ့ထဲလို့ရပါတယ်เนาะကဲဒါလေးကိုမှအရင်ဆုံးနားလိုက်ပါမယ်အတိုင်းချုပ်ဖို့ဆိုလို့ရှိရင်မှအဦးဆုံးတက်သွန်ဒီပပကြီးစရာကိုအရင်ဆုံးစီတက်ပါเนาะခနဲ့ပုံးလေးနဲ့ထဲပါမယ် ဟိုဒါလေးကိုတွေ့နေအောင်ဆက်ပြီးတော့မှဒီတက်ပါမယ်ဒီကလို့ရှိရင်ထောင်းထားတဲ့ခုနဂျင်းတုံတူလေးတွေထည့်ပြီးတော့မှအာဆက်ပြီးတော့မှစီတက်ပါမယ်နော်အကြောင်းရင်းပုံလေးနည်းနည်းထည့်ပါမယ်ဒီကတားနေလို့နော်ဒါလေးကိုကျွန်တော်တို့ဆက်ပြီးတော့မှစီတက်ပါမယ်ဒါကနှစ်ခါလေးကိုသားကိုထည့်ပြီးတော့မှစပါနော်ဒီနေ့ကတော့ကိုသားကိုကားလေးတွေသုံးပါပါတယ် ယ်လို့ပို့ဆက်လို့ရှိရင်အစီအထောက်ပါတဲ့ကားကိုလည်းသုံးလို့ရပါတယ်နော်အသားမျိုးတွေဆိုရင်ယူမီဒီထည့်ပြီးတော့မှဖြစ်ပါတယ်နော်ဒီမှာလို့ရှိရင်ဝတားလေးတွေမျိုးကြီးခင်းများများလေးနဲ့တော့စီပြန်လို့ရှိရင်ကျွန်တော်တို့ဝတားကြီးလေးရပါဦးနော် ဒါကတော့ကျွန်တော်စိုးရွားချက်ပြခဲ့တဲ့ကိုတခါဒီအဆက်ချက်ပါပြုရှင်ဒါကတော့ကျွန်တော်တို့အနည်းမများတဲ့ချက်ထားတဲ့ကိုတာဟင်းဒါကတော့ကျွန်တော်ဒီနေ့အိမ်မှာနေပြီးကချက်ထားတဲ့အာဒီချင်မဖြစ်ချင်ရဲ့အာချင်မောင်ရုံမှာကျွန်တော်တို့အချင်းလေးချက်ထားတာပေါ့နော်။ကဲဒါလေးကတော့ကျွန်တော်တို့ပုံမှန်ချက်ကြတိုင်းပုံပဲကိုတခါဒီအချူပုံမှာသူကအဆက်ရတာလေးနှစ်ကလေးများများလေးနဲ့ချက်ထားပါပေါ့နော်။ကဲဒါလေးကျွန်တော်စားပါမယ်။ဒါလေးကလည်းကိုတာဟင်းကတာဟင်းအဖြစ်ကအရင်စားကောင်းနော်။ မတိုင်းရလေတက်တုံကိုပဝါတီပီစီတက်ဖြစ်တဲ့အတွက်ကြောင့်သူကကပလိုလေးကိုမှမွေးတယ်အနှစ်ဆိုတဲ့ရန်ကိုမှချိုးနာတာကိုရဂါဒီဆိုရင်ကလည်းရင်ချိုးတာပေါ့လားမဲ့သူကအဆက်ရတယ်အနှစ်မှာအဆက်ရတာလေးရှိတဲ့အတွက်ကြောင့်ကပလိုလေးကိုစားဆောင်တာညလုံးကမှာညမှာပတ်အောင်နော်